်စစ်မှုထမ်းမလားဒေါ်လာရင်းမှာပါဝင်မလားရွေးချယ်စရာနှစ်ခုတည်းကခမည်းတော်တစ်ခုကိုပြက်ပြက်သားသားရွေးချယ်ဖို့အချိန်ရောက်ပြီဖြစ်ပါဒီနိုင်ငံမှာရှိတဲ့အသက်၁၈နှစ်ပြည့်ပြီးသားလူငယ်တိုင်းဟာအာဏာရှင်စနစ်ဆိုးကြီးကိုမချိုက်ဘူးဆိုရင်လေဒေါ်လာရင်းမှာပြက်သားစွာရက်တီပါဝင်ဖို့အခြေကြပြီအခုကျွန်တော်တို့ဂျင်းကြိုင်းစနစ်ပြည့်လို့တယ်ဒီနေ့စနေပြီမမတော့ဒီစနေဒီဒါကောင်နဲ့ပေါ်နေဖို့ဆိုရင်ကျွန်တော်နှုတ်ချနေပါတယ်အဲစနေစနေပြီမှလည်းပထမ9နဲ့ဟလာ ဲဒုတိယ၅နှစ်ပထမ၅နှစ်မှာလည်းညဉ့်ညီလာခံလုပ်ပြီးတော့မှဟာလာဒီဟာဘောပဲအကြောင်းမျိုးမျိုးနဲ့ဆက်တဲ့ကောင်တွေဖော်နေပို့တော့ကျွန်တော်တို့ကြံခဲ့တာပေါ့အဲကျွန်တော်တို့တာဝန်ယူတဲ့ကာလကကြတော့လဲပြောလို့ရှိရင်တတ်မတော်မနေမဟုတ်လို့မလုပ်နိုင်ဘူးဆိုတဲ့ဟာလည်းပြောတာပါကျွန်တော်တို့ဒီထဲမှာမဲတက်မှရေးထိုးထားတယ်နော်ကျွန်တော်ကိုယ်လည်းမှထိုးထားတာတရားကျွန်တော်ထိုးထားတဲ့ခရီးကိုကျွန်တော်ဘယ်တော့မှမဖြတ်ဘူးကွာကျွန်တော်ပြောတဲ့ဗစက်ခရီးလည်းမဖြတ်ပါဘူးဒါကြောင့်လာကျွန်တော်တို့ကတကယ်လို့ဒါစောစီးတဲ့ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့မယ်ဆိုရင်အခုဒီတိမှုတွေအကောင့်ထဲပို့နေပြီဖြစ်ပါတ ကျွန်တော်ရတဲ့ရတဲ့အချိန်လေးအတွင်းမှာတော့မှသောတာဥပဒေပြင်ဆင်ရေးအတွက်ကျွန်တော်တို့သဘောတူညီချက်ရခဲ့။ကြောက်ညှိတိုင်းကြောက်ညှိခဲ့တယ်။ကျွန်တော်သဘောပေါက်ပါတယ်တရားနော်သဘောပေါက်ပါတယ်။ဒါကြောင့်ပြောချင်တာတော့ဒီသက်ဆိုင်သူပုံကူများပေါ့။သက်ဆိုင်ပုံကူများဟလာဒီတကယ်ပြောင်းသူအကျိုးပေါ့။ပြောင်းသူအကျိုးတိုင်းသားပြည်သူရဲ့ပြည်သူတွေလည်းအကျိုး။ဟောနိုင်ငံတော်ရဲ့အကျိုးကိုကြည့်ပြီးတော့ဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်။ အားလုံးပဲမင်္ဂလာပါအထူးသတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်အချိန်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဒီ channel လေးကမြန်မာသတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့တောင်းဆိုခြင်းပါတယ်။ဟုတ်မြောင်းလိုက်အနာသိမ့်နေပြီ။อืมအနာသိမ့်နေပြီဆိုတာသူ့မှန်လား။ဖြေပါဖြေပါမှုမြန်လား။ယူသားပြောရင်တော့အဲသူကအနာသိမ့်နေတယ်လို့မပြောပါဘူး။ဟုတ်ပါတယ်အနာသိမ့်နေတယ်။အဲ့တော့ဒီမှာဟိုနိုင်တဲ့စီနေအနိုင်ရစိတ်တဲ့နေအနာသိမ့်မှလို့ပြောရင်သူ့ဘောကအမုန်းဖက်လို့ရှိမှာပါ။ ဟုတ်အနာထိနေလို့လည်းပြောပါအနာထိနေတော့သူအနာထိပိုင်ခွင့်ရှိလားအဲ့တော့လုံပိုင်ခွင့်နဲ့သူလုံနေတာပေါ့နော်လုံပိုင်ခွင့်ပါအဲ့ဒါဒီဦးစင်းကလည်းဝင်ပြောလိုက်လို့ရှိရှိတယ်ဘယ်လိုမှလာရလားမသိတယ်ဝင်ပြောတော့ဟိုမှားတယ်လားမှားတယ်လားဦးစင်းကတော့အမှန်မှားခြင်းမှန်ခြင်းကိုရှောင်းနေလိုက်တယ်အဲအဲ့ဒါမျိုးကရှင်ဖျားတို့ရဲ့ဒီပရမတ်ထဒိသသမားတွေရဲ့အယူအဆကအဲ့ဒါလေးကြောင့်အနာရှင်တင်ကြီးကဘာမှအဲ့လိုဆိုရင်ကဲအခုအခုအဲကဲဆရာကြီးစညာနာကြောင့်ကဲဘလို့မြင်တော့မှားတယ်လို့ပြောရလားပြောတာပေါ့ပြောပြီးတော့အဲ့ဒါအဲ့ဒါကိုကဲဘလို့လုတ်ပေးနိုင်လဲ လက်ကခိုင်းကြောင်းနေလို့မရဘူးလေ။ဘာမှမရှိသလား။ဘုရားတွန်းလို့မှုတွေပေါ့ဝင်ရောပါဝင်လား။ပြောတော့ဗဇတ်တမားပဲဗဇတ်နဲ့ပဲပြောနေပါဘူး။ပြောတာ။အေးဗဇတ်နဲ့ပြောတာ။ဗဇတ်နဲ့ဗဇတ်နဲ့မပြောဘူး။ကိုရောဗဇတ်နဲ့ပဲပြောပါ။ပြောတာမပြောဘူးမဟုတ်လား။ပြောလေ။ဘယ်လိုဆိုမှားလား။ဟောဒုက္ခပဲ။မင်းအောင်လိုင်းရဲ့လူအများမပြောဘူး။တိုင်းပြည်တစ်ခုတိုးတက်ဖို့အတွက်ဘယ်လိုလုပ်တင်လဲဆိုတာပဲပြောလေ။อืมလုံနေတဲ့သူရဲ့အမားတစ်ခုလုံနေပြီသေးဒါမှနေတယ်လို့တော့မပြောတတ်ဘူးလားအဲ့ဒါအောင်မြင်လောက်အောင်ကိုယ့်ရဲ့ပြောစကားကပေါက်ရောက်လောက်အောင်မလေကိုယ်စကားကိုယ်ကိုယ်စကားကတော့ ဆိုကြပါစို့တပည့်တော်ပြောရင်တပည့်တော်ကဒီလိုဟာဥပ္ပဘောတက်ကဒီလိုပြောသွားတယ်လို့ဟောသူပြောပဲအဲ့ဒီလူကလည်းဟောပဲလို့ပြောသွားတယ်နဲ့တဖြည်းဖြည်းတယောက်ကစားတရားပြန်သွားပါပဲမဟုတ်လားဒီကနေ့ဒီဟိုဓမ္မဝိဟာရီရှင်ညာနာရဲ့တရားတွေအဲ့လိုဖြစ်ခဲ့ပြီလားဖြစ်နေတာပဲကဲဒီနေ့ဗီဒီယို creation လုပ်ရှင်တဲ့ဗီဒီယိုဖိုင်လေးကတော့နော်ကြော်မျိုးမင်းဆိုတဲ့ကြက်မပြည့်ပင်းမပြည့်ကောင်ဘူးလက်လှဆိုရယ်စော်ထားတဲ့ဗီဒီယိုဖိုင်လေးပဲနော်ကြည့်ပါကျွန်တော်တို့တိုင်တိုင်ပွဲတစ်ခုမှမလုပ်ဘူး ဒါတို့ရဲ့မျောမြင်ရှိတဲ့ခေါင်းဆောင်တွေရရှမ်းတဲ့ဘုံနှစ်ဖွဲ့လုံးကဒါကျွန်တော်အတိအမှတ်ပြပါမယ်မျောမြင်မရှိတဲ့ခေါင်းဆောင်တွေအုတ်ချုပ်တဲ့နေမြေတွေမှာတိုက်ပွဲတွေဖြစ်ဖြစ်တာပဲ KIA ဆိုလဲ KIA EN ဆိုလဲ KNU အဲ့ဟိုကအေးဆိုလဲအေးဒါမျောမြင်မရှိတဲ့ခေါင်းတွေတို့နေပါအကုန်လုံးပျက်စီးခြင်း၅ပါးတိုင်ကုန်ပြီနော်အော်အေးဟုတ်တယ်ဟိုအဲ့ဒီညမှာကျွန်တော်မေးခြင်းပါလေးတယ်နော်ခါနာတို့အဲ့စကားကိုပြောတယ်အဲ့ဘူးလို့ဘာမေးခြင်းကဲ OK KIA တို့ KNU တို့ KNU တို့တိုက်ပွဲဖြစ်တဲ့ခဏကတော့အမျောမြင်မရှိတဲ့ခေါင်းဆောင်တွေပေါ့ ဲ့ဒီ KNA တို့ KNU တို့ AA တို့နယ်မြေတွေမှာတိုက်ပွဲဖြစ်တာဒီဘသူကပြစ်လို့ဖြစ်တာလဲစစ်တပ်ကပြစ်လို့တိုက်ပွဲဖြစ်တာဟုတ်တယ်နော်โอเคလက်ရှိစစ်တပ်အုပ်ချုပ်ထားတဲ့ရန်ကုန်တို့မန္တလေးတို့နေပြည်တော်တို့မှာတိုက်ပွဲတွေမဖြစ်တာဒီဘသူကလာမပြစ်လို့မဖြစ်တာအဲ့တော့တိုင်းပြည်မှာတိုက်ပွဲတွေဖြစ်နေတာဒီလက်နက်ကင်တွေကြောင့်လားစစ်တပ်ကြောင့်လားအဲ့ဒါအဖြေပဲတိလားဒါကိုပြောင်းပြန်ပြန်လှန်ပြီးတော့ဂျင်းလိုက်ခဲ့တယ်တိုင်းပြည်မှာအနှံ့ဟမ် ကရင်ယူနယ်မြေမှာတိုက်ပွဲဖြစ်တာဒီဘဒူတွားပြစ်လို့လေစစ်တပ်ကတွားပြစ်လို့စစ်တပ်မဖြစ်ပဲအဲ့ကရင်တွေကနထဖောက်ပြီးတော့တိုက်ပွဲလုပ်နေဘူးဟမ်ကရင်ယူနယ်မြေမှာကချင်ပြည်နယ်မှာတိုက်ပွဲဖြစ်တာဒီဘဒူတွားပြစ်လို့လေစစ်တပ်ကတွားပြစ်လို့အင်းနယ်မြေမှာတိုက်ပွဲဖြစ်တာဒီဘဒူတွားပြစ်လို့လေစစ်တပ်ကတွားပြစ်လို့ပဲဟမ်ဟိုကရင်ဒီကရင်မှာတိုက်ပွဲဖြစ်တာဒီဘဒူတွားပြစ်လို့လေစစ်တပ်ကတွားပြစ်လို့ပဲအညာမှာတိုက်ပွဲဖြစ်တာဘလူးပြစ်လို့လေစစ်တပ်ကတွားပြစ်လို့ပဲဟမ်အဲ့ဒီစစ်တပ်ကတွားမပြစ်အဲ့ဒီဒေသတွေမှာတိုက်ပွဲဖြစ်မလားအဲ့ဒါဖြစ်ပဲရှင်းနေတယ် နိုင်ငံကိုငါတို့ပဲပိုင်တယ်ငါတို့စစ်တပ်ကလည်းနိုင်ငံတော်ပိုင်ရှင်ငါတို့ကနိုင်ငံတော်ငါတို့ကိုမစော်ကန်းနဲ့ငါတို့စော်ကန်းရင်ဘာဖြစ်လဲနိုင်ငံတော်အကြီးကျယ်ဖြစ်တယ်တဲ့စောက်ယူးတွေအဲ့ဒီစောက်ယူးတွေကိုဒီကာလမှာနိုင်အောင်တိုက်နိုင်တိုက်မတိုက်နိုင်ခင်ဗျားတို့တစ်လုံးစောက်ယူးအုပ်ချုပ်ရခံမှာဟမ်အဲ့ဒီပဲအဲ့တော့ရန်ကုန်တို့မန္တလေးတို့မြို့ကြီးတွေမှာတိုက်ပွဲမဖြစ်တာဘယ်လိုလာမဖြစ်လို့လဲဒီတော်လန်ရေးဘက်ကလူတွေလာမဖြစ်လို့ဘာဖြစ်တော့မဖြစ်တာပြစ်လို့မရလို့လားမဟုတ်ဘူးဟမ်ဒီနေ့ဖြစ်မှာအေကန်လုံးတွေပေါ်ရပေါ်တယ်ဗျာ ရဲစခန်းလိုဟာမျိုးရန်ကုန်မြို့မှာရဲစခန်းဘယ်နှခုရှိတယ်နော်ရဲစခန်း10ခုလောက်အခု20ပြည့်10ခုလောက်ပဲလေတစ်ချိန်နဲ့တနားရီတည်းမှာမစ်ရှင်လုပ်ပြီး drone နဲ့အတေကံဖွဲ့ဆိုင်ကြည့်ရန်ကုန်မြို့ဘလို့ဖြစ်သွားမလဲဘယ်လုံလို့ရတယ်မလုံတာဘာဖြစ်လို့လဲပြည်သူထိမှဆိုလို့အဲ့တော့တိုက်ပွဲတွေဖြစ်တယ်တိုက်ပွဲတွေဖြစ်တယ်အဲမတိလို့ရှိရင်စစ်ကိုခေါ်ရင်စစ်လာတယ်ဆိုတော့စောက်အတန်းစားတယ်ရှိသေးတယ်ဟမ်စစ်ကိုခေါ်တိုင်းစစ်လာမယ်ဆိုရင်မင်းတို့မြို့တွေမှာခွဲကြတယ်အကုန်မသားပေါ်ဝင်ဘယ်လိုဖြစ်ကုန်မလဲအဲ့တော့တိုင်းပြည်မှာလေဒီကောင်တွေကပောက်ပန်းလင်းတယ်လေတကယ် ခုဆိုလို့ရှိရင်ဗျာကဲ့ SSBB ဆိုလို့ရှိရင်ကျွန်တော်တို့ရှမ်းမြောက်မှာတမရဝတမျိုးပြီးတမျိုးပြန်သိမ်းတယ်။နောင်ချိုဒီဘောဟလာကြောင်းမဲဒါတွေသိမ်းတဲ့ခါမှာ SSBB ရဲ့အဲဒါဟိုကျွန်တော်တို့စစ်ကြောင်းတွေလာလို့ရှိရင်အထောက်အကူပြုတာအများကြီးတယ်။ဒါကဲကဲတွေ့တယ်နော်လက်ရှိဒီနေ့ SSBB က DNA တွေကပြောတယ်လက်ရှိနယ်မြေတွေကိုစစ်ကောင်စီကစစ်ကြောင်းထိုးတာ SSBB ရဲ့ပအဝင်ကူညီမှုကြောင့်ဒီစစ်တပ်ကိုပအဝင်ကူညီမှုကြောင့်လို့ပြောတဲ့ စကားကို SSPB က TNN အနေနဲ့ပြန်လည်ဖြည့်ရှင်းပေးဖို့ဆိုပြီးစာထုတ်ပြီးကန့်ွက်တယ်။ဘူးလက်ကိုယ်တိုင်ပြောပြီးဒီမှာဘူးလက်ကိုယ်တိုင်ပြောနေပြီမကြည့်ကဲ SSPB တာဝန်ရှိတဲ့လူတွေနဲ့ဘူးလက်ကိုယ်လည်းစာထုတ်ပါခင်ဗျားတို့ SSPB တာဝန်ရှိတဲ့လူတွေအနေနဲ့ဘူးလက်ကိုယ်တိုင်စာထုတ်ပါဒီမှာဘူးလက်ပြောနေတာဘူးလက်ကိုယ်လည်းစာထုတ်ပါနော်မကြည့်အာသူတို့ကိုဟိုဒါအတိမတ်ပြပါမယ်အဲ့ဒီမှာစစ်မျက်နှာတစ်ဖက်မဖွင့်ရဘူးတမတော်အရှမ်းတောင်းလို့ရှမ်းအရှေ့လိုမှာအေဂျင့်နေပြန်အေဂျင့်နေဒါသူတို့ရအပြောင်းပြင်ရှိရအဲ့ဒါကိုကြော်မျိုးမြန်သွားဝေဖန်တယ် ဟာ USG ရတယ်ယူရီးယားနိုင်ငံသားခိုင်ထားပြီးတော့ဗာဖြစ်ချင်တာလေဗာရီးပြောတယ် NCO ဗာရီးဝန်ပန်းတယ်ဟာသူကတော့အစိုးရကိုဖားရပြီးပြောမှာမဟုတ်ဘူးသူ့အမြင်သူပြောမှာပဲသူ့အမြင်သူပြောမှာသူ့အမြင်သူမှန်ကြတော့ဘူးလက်ကကြောက်တယ်သူစစ်သားပိတဲ့ဆိုကြောက်တတ်တယ်နဲဘူးလက်တော့စစ်ဖို့ကြောက်တယ်ကြောက်တယ်အခုမင်းရောက်နေတော့ပေးကြောက်တယ်အသေးကြောက်တတ်တယ်ဒီကောင်းလေးကပတ်သက်ရှိအောင်မို့တော့ငါကြောက်တယ်သူတို့ဖိထားတာဒီမှာအသေးကြောက်တယ်အဲ့တော့ဗာဖြစ်တယ်သူတို့ကအခုဘူးလက်ပြောရတဲ့ဇာတ်ကားထဲမှာတွေ့ရလားစစ်နေတဲ့ပြင်မဖွင့်ရဘူးဒါကြောင့်မလို့ကျွန်တော်တို့အမြဲပြောတာတိုင်းတိုင်းနေအားလုံးကစီးလုံးပြီးတော့တိုက်မှရမယ် ကရင်ကရင်ဖွဲ့တဲ့ကရင်ကရင်နဲ့ကချင်ဖွဲ့တဲ့ချင်းချင်းဖွဲ့တဲ့မုံမုံဖွဲ့တဲ့ရခိုင်ရခိုင်ဖွဲ့တဲ့ကိုဖွဲ့ကိုလုံနေတာနဲ့စာရင်အားလုံးချိတ်ဆက်ညှိနှိုင်းပြီးတော့စစ်စစ်ရေးဆောင်ရွက်တဲ့နေရာမှာလေးပါလုပ်ကြည့်မตาရရင်ချက်တယ်ဘာဖြစ်လို့လဲကချင်မှာသွားတိုက်နေတဲ့အချိန်ဟာဖတ်တီညီကိုပဲဖတ်တီရယ်လာပါအတူတူစကားပြောကြမယ်လက်မင်းစားကြမယ်နောက်ဖတ်တီလာဟမ်ဟောဒီမှာကရင်ကိုလာပြီးတော့စစ်တပ်နဲ့ပြန်ဖွင့်တဲ့ချိန်တိုင်းဟိုကချင်ုံသွားပြီးမလုပ်လို့ဟာခေါင်ရည်တူတူတောက်မယ်ဒူဝါကြီးဟာလာပါကွာခင်ဗျာငါတို့ကတိုင်းရင်းသားညီကိုမောင်နှမနေပါ အဲ့ဒါလေးဖာခံခဲ့တဲ့စစ်ဘုံချုပ်တွေပြောတဲ့စကားမှတ်ထားဒါကြောင့်မလို့တိုင်းတိုင်းကောင်းဆောင်နေအနေနဲ့လောကမှာခင်ဗျားတို့လည်း COC ပြီးသောပါမယ်နော်မဟာမိတ် COC ဟုတ်တယ်မလားချိန်ရောက်ကွန်မန်ရောအပြည့်အဝမတုံးဆွဲရင်တောင်မှစစ်စင်ရေးတယ်မှာလေကချင်ကရမုံမြမာရခိုင်ချက်အားလုံးဖြိပောင်းပြီးတော့လုံနိုင်ပြီအဲ့ဒီခွေးသက်ကမတမပေါ်ကြိုက်တယ်လို့ဒီကောင်ကြီးအသေးကြောက်တယ်အဲ့လိုစုပေါင်းပြီးကျုံးမအောင်အသေးကြောက်တဲ့အတွက်ဘယ်လူမျိုးကစီးလုံးလဲအခုဆိုရက်ခိုင် ရခိုင်လူမျိုးတွေစီးလုံးနဲ့ညီညွတ်တဲ့ရခိုင်ခေါင်းဆောင်တွေအနောက်မှာထက်ချက်ပါပါရှိတယ်အဲ့ရခိုင်မခွဲရောက်ခွဲတရားပြီးတော့ဆွဲချုပ်ပြီးခွဲနေတွေ့တယ်မလားအဲအဲ့ရခိုင်ရောဖြိုးနေတာဖြိုးနေတာအဲ့ဒါကကြည့်ထားလို့လေအဲ့ဒါဖြိုးခံနေရတဲ့လူမျိုးစုအနေနဲ့ဟောအချမ်းလူမျိုးတွေအနေနဲ့ဟောကြည့်ထားလို့လေမကြည့်ဒီကောင်လေးရုပ်ပါမှုမင်းတို့မြင်အောင်ကြည့်ဟိုမှာခွဲနေပြီနော်အဲကရင်ဆိုရင်ကြည့်ဘယ်နှဖောက်ခွဲထားတယ်အဲ့ဒါပဲဒီကောင်လေးကအဲ့လိုလိုက်စစ်တပ်ကတိုက်တာခင်ဗျားတို့လေရင်နဲ့ဘုံကျဲတာလို့လက်နဲ့ကြီးနဲ့ထုတာလို့ဟုတ်တယ်မလားဖွဲ့ဖွဲ့နဲ့ကုတ်တာလို့တော့ပဲစစ်တပ်ကတိုက်တယ်မထင်နဲ့နော် တက်ရှိုးတယ်တွေးခွဲတယ်ရန်တိုက်တယ်ချော့တယ်ခြောက်တယ်မျိုးစုံလုပ်တာအဲပြောပိုင်ရရှိတယ်အဲသူ့မှာအေဂျင့်နဲ့သူ့နဲ့ညီမှာသူအေဂျင့်အောင်အမြင်မြင်ရှိရှိနဲ့သူထိန်းသိမ်းထားတယ်ငင်းချမ်းကြီးကိုဒါပေမဲ့သူအားမလို့အားမြတ်ဖြစ်တာသူပြောခွင့်ရှိတယ်ဒါကြီးကိုသွားပြီးဝေးပါသွားဆော့ပေးလာသွားဆော့ပေးလို့ထတိုက်လို့ရှိရင်တမတော်ကစစ်မျက်နှာဖွေရတယ်စစ်တပ်ကပဲတိုက်ရမှာတော်မျိုးမပါမှာမဟုတ်ဟေးဒါတော့မှန်တယ်ဒါတော့ဘူးလက်ပြောတဲ့စကားမှန်တဲ့အတွက်အဲ့ဒီစကလုံးတစ်လုံးကိုတော့ကျွန်တော်ထောက်ခံနော်လက်ရှိတိုက်ပွဲတွေ2021အာနာသိမ်းဖို့မြှောက်ပေးခဲ့တာဒီဘလူးတွေလဲမင်းအောင်နိုင် ညောင်ပေးပြီးမြောင်းနဲ့အာနာသိမ့်လိုက်ပြီအာနာသိမ့်တော့တီတူကလက်မခံဘူးတိုင်းပြည်ရဲ့လက်မခံဘူးတီတူလက်မခံတော့အခုလက်ရှိလက်နက်ကိုင်တဲ့အစင်ဖြစ်လာပြီတိုက်ကြခိုက်ကြပြီကျော်မျိုးမင်းတို့ကျော်စိုးတို့အဲ့ဒီလေလိုင်းပေါ်မှာမြောက်ပေးတဲ့ကောင်တွေဝင်တိုက်တယ်မတိုက်ပါဘူးတိုက်တာပါလေစစ်သားတွေပဲတိုက်ကြတာပေရာဘလူးတွေစစ်သားတွေပဲတရားတယ်ကျော်မျိုးမင်းနဲ့အသင်မခံဘူးကျော်စိုးတို့လည်းအသင်မခံဘူးအဲ့ဒီတည်ရင်ရောက်ပါရောက်ကောင်တွေဒီကောင်တွေကသူတို့ကိုကြိုးရဖို့အတွက်တည်နေမှအမြင်ခံပြီးဒီအာနာရှိတဲ့ကောင်တွေဖင်လိုက်ရနေတာ ီကောင်နေစစ်တပ်ကိုချစ်တာမဟုတ်ဘူးစစ်တပ်ကိုဖျက်ဆီးနေတာစစ်သားတွေကိုမသေးသေးအောင်လုပ်နေတာဒီအဲ့ဒီကောင်တွေအဲ့အမြင်ကြည့်အဲ့မီဒီယာကမှတွေပါမှာမဟုတ်ဘူးတကယ်တည်းကမှတတ်မတော်ပဲသူတို့တော့သွားပြီးတော့ဟိုနှစ်ပေးတပြားအုံနောက်နေပေါ့နော်သွားတယ် ဟိုကြောင်မျိုးမင်းဒီခါတော့ကြောင်မျိုးမင်းအမီးကိုဘူးလက်ကပိုင်ပိုင်တိုင်တိုင်ကိုနေပြီးတော့လိတ်ထိုးတာကွာကြောင်မျိုးမင်းကဘယ်လိုနေမလဲတော့မသိဘူးနော်အဲဘူးလက်ပြောပါနှစ်ပဲတပြားအောင်တော့လို့ကြောင်မျိုးမင်းကငါစိတ်မကောင်းဘူးကွာဟာအဲဘူးလက်လိုလူမျိုးကမင်းတော့ပါအဲ့လိုပြောနေပြီဆိုတော့မစင်းသားကြည့်တော့ကွာတိရမင်းတို့ချင်းချင်းမသိပါနဲ့ဝင်ဝင်ချင်းချီမြင်တဲ့အာကြီးကိုဘူးလက်ပါဆိုတာလည်းမင်းလက်ကြည့်တယ်နော်အဲ့တော့ဘူးလက်လိုလူမျိုးကတော့မင်းကိုနှစ်ပဲတပြားအောင်တော့ကောင်လေးလို့ပြောနေပြီဆိုတော့မင်းဖြစ်နေတဲ့အနေထားကိုမပြတ်ကြည့်ပြီးတော့လျှောက်တိရကျွန်တော် ်အစီအစက်ခေါင်းဆောင်ဟုတ်လားဥရက်စစ်ကိုသွားကြည့်ကျွန်တော်ဥရက်စစ်ဆိုတော့ကျွန်တော်ဟိုဟိုမင်းမှာအဲ့တော့95ခုနှစ်ကျွန်တော်တို့ဖိထားခဲ့ကြအောင်လေဟိုတို့အာဥရက်စစ်ဆိုတာဘူးနဲ့တို့တိတ်ကြောက်တာပေါ့ဟိုဟိုငကိုလေးကအဲဘူးနဲ့တို့ဖိထားခံထိကြတာဥရက်စစ်ကြီးကသွားပြီးတော့ကျွန်တော်တို့လက်နက်တွေထုတ်သိမ်းကြတယ်ကျွန်တော်တို့တခင်းနေကြဒီလူတွေကဟိုဟိုစစ်မျက်နှာမဖွင့်တာကိုကတော်တော်အမျော်မြင်ကြီးရလို့ပြောရမယ်အဲ့ဒါလားပြောတာကျွန်တော်လေးစားပါလေလေးစားအာကဲတွေ့ရနော်ဘူးလက်လိုလူမျိုးတောင်မှဂျော်မျိုးမင်းကိုပြောနေပြီအဓိကဘူးလက်ကစစ်သားဖြစ်တဲ့အတွက်လက်ရှိစစ်တပ်ရဲ့ ဒီစစ်စင်ရေးစီစဉ်မှုပိုင်းကိုတို့တည်တယ်စစ်တပ်ဆိုတာဘယ်တော့ပဲအင်အားကြီးတဲ့ institution ဖြစ်ပါစေသူတို့နေပြောတယ်အာစစ်တပ်ဆိုတာလည်းဘယ်တော့နေချာတည်ဆောက်ထားတဲ့ institution တခုကပြည့်စည်လို့မရစစ်တပ်ကတသက်လုံးလောက်လာတဲ့မျိုးကြီးလိုက်ကျွန်တော်တို့တက်တက်ကျွန်တော်တို့အဖေအမေတွေအဖိုးအဖွားတွေလက်ထက်တည်းကဒီ62အာနာသိမ်းပြီးတဲ့ကဘာလုပ်လဲရှမ်းကိုထုံးမယ်ဆိုရင်ဒီဘက်အနောက်ဘက်နဲ့တောင်ဘက်မှာမာမေးခွက်တယ်စစ်မျက်နှာပြင်စစ်တပ်ကဘယ်တော့မှစစ်မျက်နှာပြင်ပတ်လက်ဖြစ်အောင်အဲ့ကောင်မဖွင့်ရဘူးကြည့် အခု27ຫນွေဥဒေါ်လာရေးမှာဘာဖြစ်လို့စစ်တပ်ကအရင်နေတာလဲပတ်လဲစစ်မျက်နှာဖြစ်လာလို့အရင်နေတာထုံထုံအင်အားပေးလို့မလောက်နိုင်တော့ဘူးအဲ့တော့ဘာဖြစ်လဲကပ္ပစဆိုတာမင်းဒီမှာစုံစမ်းကြည့်ပါကျွန်တော်ပြောတာဟုတ်လားမဟုတ်လားစစ်တပ်မှာကပ္ပစဆိုတာရှင်းန်းတက်ပြီးတော့တိုက်ပွဲတိုက်ဘူးလားတိုက်ဘူးလားကပ္ပစကအင်အားရှင်းန်းအောင်တက်ပြီးတော့တိုက်ပွဲတိုက်ဘူးလားထောင်ဆက်နဲ့အာနာသိပြီးတော့တိုက်ဘူးခဲ့တာမတိုက်ဘူးအခုမင်းအောင်လိုက်လက်ထက်မှာကပ္ပစကဘယ်လိုလုပ်ကြလဲရှင်းန်းကတော့ပြစ်ကြတယ်အဲ့ဒါအဖြစ်ပဲ အဲ့တော့လက်ရှိစစ်တပ်ကဘလောက်အင်အားပြုံးနေတယ်ပြုံးနေတဲ့အချိန်မှာတိုက်ရင်နိုင်မယ်ဒါကိုမတိုက်ဘဲနဲ့အီးညာလိုက်ချီးညာတာလေးအမီးညာလိုက်အီးပောက်လိုက်ဟမ်အဲနည်းနည်းလေးဝင်နေဖြစ်တာလေးအမီးထောင်ကစုံပေါက်ပြင်းကျင်ကောင်မှရှိတယ်အဲ့တော့ဘာဖြစ်ကောင်းလဲရောက်ဖက်ကျဲဦးကြိုက်တယ်လို့ဖြစ်ပြီးဒီသင်္ကန်းကြီးကောင်ပြန်အတက်ဝင်လာရင်အကောင်လုံးမသာပေါ်မှာနော်အဲ့တော့လုံးမဲ့လောက်အပြက်လောက်ကမယ်ဒါကြောင့်မလို့တိုင်းသားလက်နက်ကင်တွေကိုအားလုံးပြောချင်တာတိုက်တဲ့အဖွဲ့တွေတိုက်နေပြီခင်ဗျားတို့လက်နက်ကင်တွေကအခု DKVA တို့နော် BGF တို့ဘာဘာအကောင်လက်နက်ကင်တာပတ်ချပြန်လို့လက်နက်ကင်တာဟမ်ဘာလို့မို့လဲ ကရင်လူငတ်မကဘူးလို့လက်နက်ကင်တော့မဟုတ်ဘူးလားခေါင်းစဉ်အဲ့ဒါမှမဟုတ်ဘူးလားဒီကနေဆိုသလိုပဲနော် BS ဆိုသလိုပဲ KNY ဆိုသလိုပဲ KPN ဆိုသလိုပဲအားလုံးကပါလေလူလူလုံးမြောက်ရေးတို့ကကင်ရတာကဲအခုဒီချိန်မှာမင်းတို့တိုက်ရင်နိုင်ပြီလေကရင်ပြည်နယ်ကိုကရင်လက်နက်ကင်တွေအားလုံးတိုက်ရင်နိုင်သမနိုင်ဘူးလားအဲ့ဒါလည်းမဖြစ်ဟိုဘုံနဲ့လာကျဲမှာတော့ငါတို့ကရင်ပြည်နယ်ပြာပုံဖြစ်မှာတော့စောက်ပေါ်တွေမပြောနဲ့မင်းတို့မတိုက်တဲ့တသက်လုံးကရင်ပြည်နယ်စစ်ဘေးရှောင်နေရတာပဲဟမ်မတိုက်ပဲနေတော့ကရင်ပြည်နယ်ငြိမ်းချခဲ့တာနှစ်ပေါင်း60ကျော်80ကရင်ပြည်သူတွေအကုန်ပြေးနေရတာပဲဒီနေ့ထိတဲ့ကရင်ပြည်သူတွေလည်းတသက်မှာတပုံကြီး ဟမ်ဘာပညာမတင်ရတဲ့တင်ရင်လေးတွေပေါ့ကြီးအဲ့တော့ဘာလို့ဘုတ်ကိုင်းတာခဲ့တာလွတ်ကွလူမျိုးလွတ်မြောက်ရေးအတွက်လက်နက်ကိုင်းတာကြတာဒီချိန်စော်ရင်လွတ်မြောက်ပြီဒါနဲ့မစော်ကြဘူးခေါင်းစဉ်မျိုးစုံအောက်မှာလီလွဲပြေပြီးလုံနေကြတာအဲ့တော့လေရှင်းနေတယ်ဒီကဘာဘာတွေ့လဲဆိုတာဟုတ်တယ်နော်အဲ့တော့စစ်တပ်ဆိုတာဟာမျိုးကဒီလိုမျိုးအင်အားချိနဲ့မှုမျိုးကသူစစ်တပ်တမိုင်းမှာတော့မရှိခဲ့ဘူးစစ်ဌာနချုပ်တိုင်းငံထိဖို့မပြောနဲ့တမ္မတော်တိုင်းငံထိတဲ့တမိုင်းရှိခဲ့တာနော် ဒီပထမတိုက်ပွဲတွေမှာနည်းချင်းရှိခဲ့တယ်ဒလုံမျိုးစစ်ဌာနချုပ်ကြီးကြားတယ်ဆိုတော့တမိုင်းစစ်တပ်တမိုင်းမှာမရှိဘူးဒီဘက်ဖြစ်မှာနော်အဲ့တော့အလောက်ပြုံလဲနေတဲ့ဟာကိုအာလုံးတက်ညီလက်ညီနဲ့လှုပ်ရင်ရမယ့်အချိန်မှာမလှုပ်ဘဲနဲ့ဒီညံလူကိုအတက်ပြန်ဆက်ကြားသေးကိုအတက်သွင်းသူဖြစ်မယ်ဆိုရင်တော့တတိုင်းဒီလောကကံကြမ္မာခံရမှာပဲဒါကိုအာလုံးသိဖို့လိုတယ်နော်အဲ့တော့တော်လန်ရင်ကရှင်းရှင်းလေးမလှုပ်နိုင်ရင်မလှုပ်နဲ့တော်လန်ရင်မလှုပ်တဲ့သူကိုအပြစ်သွားပြောလို့တော့မရဘူးအခုကျွန်တော်ပြောနေတဲ့စကားတွေကဘယ်နည်းလို့မလှုပ်တဲ့သူကိုအပြစ်ပြောတာမဟုတ်ဘူးနော်အဲ့ဒီမလှုပ်ဘဲနဲ့ရန်သူအားရအောင်လှုပ်နေတဲ့သူတွေကိုပြောတာ တော်လည်းမလုံနိုင်ဘေးထိုင်နေပါဘူးအဲဒါပေမဲ့မင်းရဲ့လုံမှုကင်မှုပြောမှုဆိုမှုနေမှုထိုင်မှုလုံမှုကင်မှုပြောမှုဆိုမှုနေမှုထိုင်မှုအဲ့ဒီအားလုံးဟာရန်သူကိုအားပေးအားမြောက်ပြုနေတဲ့လုပ်ရမျိုးမဖြစ်ဖို့လိုရည်ကြီးတယ်ဒါလေးကိုလက်နက်ကအဖွဲ့စည်းအားလုံးလက်ခံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်နိုင်ရေးခက်မြန်ပြီးမှာပဲလက်မခံဘူးဆိုလို့ရှိရင်တော့ဒီတော်နိုင်ရေးရရှိမှာပဲအဲ့တော့တော်နိုင်ရေးရရှိပါဖြစ်တယ်ပြည်သူကနှင်တာလေ ဲ့လိုပြည်သူနာမဆိုးလို့အမျိုးသားညီညာစီရေးဆိုတဲ့မူကိုကင်ဆွဲပြီးတော့ဒီတိုင်းပြည်ကလူစကားနားမလဲကောင်တွေလူစကားနားလဲလာမလားလို့စစ်တပ်ကဖိဖိတက်မလို့ကျမနဲ့ဆိုမောင်နှမပါလို့လူအစဲကံပြီးပြောခဲ့တာအဲ့ဒီအဖွာကြီးကလည်းကပြောခဲ့တာမဟုတ်ဘူးဒီတိုင်းပြည်ဒီလိုသွေးချောင်းစီးမှဆိုးလို့ဒါပေမဲ့အဲ့ဒီခွေးရမွေးတဲ့ခွေးမသားတွေကလူစကားကိုပြောလို့နားမထောင်တဲ့အတွက်တိုင်းပြည်ကလက်နက်ကင်လမ်းစဉ်ပေါ်ရောက်ပြီးဒီချေတိကြောက်လာပွားပြီအဲ့တော့တိုင်းပြည်လည်းနာပွားပြီးစတဲ့တဲ့အသက်တည်းစတဲ့ပွားပြီးနိုင်အောင်တိုက်တော့ဘဝလွေးပါ့မှတ်တပါအချမ်းရှိတယ် နော်ဒါရှင်းရှင်းလေးပဲအဲ့တော့တော်နိုင်နဲ့ပတ်သက်လို့ဝိဝါဒမပြားနဲ့မောနိုင်ထိုင်နာမမဲနဲ့ငါပဲလောက်ရတယ်ဆိုမဲလို့မရဘူးဟာသူများနေနှမျိုးချက်ထိုးနာတော်နိုင်ဘက်ကလူပါလို့ပြောပြီးတော့အချင်းချင်းပြန်ပြီးတော့နှမျိုးထိုးလိုက်ပါဖြစ်တယ်အပြည့်မောက်ဝင်လာလိမ့်မယ်ရန်သူကအဲ့ဒါကိုစောင့်နေတယ်အဲ့တော့လက်ရှိစစ်အာဏာရှင်တွေကခင်ဗျားတို့ကျွန်တော်တို့ပြည်သူကိုတိုက်နေတာလေရင်နဲ့ဘုံကျဲတာလောက်အမြောက်နဲ့ထုတာလောက်မထင်နဲ့နော်အဲ့ဒီအပြင်စီပွားရေးပိတ်ဆို့ဖြတ်လေးပြက်ဖြတ်တယ်နော်သွေးခွဲတယ်တက်ရှို့တယ်ချော့တယ်ချောက်တယ်နော်ပေါင်းစည်းတယ် နော်မျိုးစုံနီလန်းပေါင်းစုံနဲ့တိုက်နေတာဒါကိုအားလုံးသိဖို့လိုပါတယ်ဒီလောက်ရုပ်မာတဲ့ဒူတွေကိုဒိုးတွေဟာဒီကာလမှာနိုင်အောင်တိုက်ရင်တိုက်မနိုင်ရင်လားမစင်းစားနဲ့မြန်မာပြည်မှာလူလုံးဖို့မစင်း